မင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါမိခင်ကိုနောက်အိမ်အောင်ပြုဖို့ကိုယ်တိုင်ပဲတိုက်တွန်းပေးခဲ့တဲ့အထိစိတ်ဓာတ်ခိုင်မာတဲ့တရုတ်ဆောင်စနိုးဂျီဗျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စနိုးဂျီဗျူကတော့လူတိုင်းမလုံနိုင်တဲ့အရာကိုလုံနိုင်ခဲ့သူတစ်ယောက်ပါစနိုးဂျီဗျူက broken family ကနေဆင်းသက်လာသူတဦးလည်းဖြစ်ပါတယ်သူ့ရဲ့အဖေနဲ့အမေကသူငယ်ငယ်ကလေးကကွဲကွာခဲ့ပြီးစနိုးကတော့အမေဖြစ်သူနဲ့သာကြည်ပြင်းခဲ့ရသူလည်းဖြစ်ပါတယ် မိဘနှစ်ပါးရင်ညှိမရတဲ့ပြဿနာတွေကြောင့်မိသားစုတစ်ခွဲတစ်ပြားဖြစ်ခဲ့ရပြီးမယ်။စနိုးချီဗျူကတော့လောကကြီးကိုအရှုံးမပေးပါဘူး။ Broken Family ကဆင်းသက်လာတဲ့လူတော်တော်များများကဘဝကိုအရွယ်တိုက်ပြီးနေထိုင်တတ်ကြပြီးမယ်။စနိုးကတော့အဲ့လိုမဟုတ်ပါဘူးနော်။သူကမိသားစုမှာအခြေခံရတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့သလိုကိုရိုင်းကလည်းအောင်မြင်တဲ့လမ်းကြောင်းကိုရှောင်လန်းမှုစိတ်ကားထန်ထန်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။စနိုးကအခုဆိုရင်အနုပညာလောကမှာနေရတနေရာရအောင်ကြိုးစားနေသူလည်းဖြစ်ပါတယ်။စနိုးချီဗျူကတော့ပြိတ္တတို့တည်ကြမှာပါ။ ူကရွှေကြိုတယောက်အဖြစ်လောက်ကန်ခဲ့မှုသလိုသူရိုက်ကူးခဲ့တဲ့ဇလန်တွဲဆိုရင်လည်းပြိသက်ကြာမှာနာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့အထီးပါပဲသူကကုထုံးမဲ့အချစ်ဇလန်တွဲမှာသူနာပြူမာလီတယောက်အနေနဲ့တရုတ်ဆောင်ခွင့်ရခဲ့တာပါသူကဇလန်ထဲမှာဒေါက်တာခမန်ကိုတစ်ဖက်သက်ကြိုက်နေသူလည်းဖြစ်ပါတယ်ပြိသက်တွေကတော့စနိုးကို GL တယောက်ပုံစံမျိုးနဲ့ပို့ပြီးသဘောကျပါတယ်အခုချိန်ဒီလဲတခြားကောင်လေးတွေနဲ့မရှိပဲမင်းကလေးအချင်းချင်းရှင့်နေကြတဲ့အထီးပါပဲစနိုးကတော့အခုဆိုရင်သူနာပြူမာလီတယောက်အနေနဲ့ ပရိသတ်အတိမတ်ပြူတာကိုခံနေရပြီလည်းဖြစ်ပါတယ်။သူကတော့အမှုပညာလောကမှာအောင်မြင်တဲ့တင်းဆောင်တယောက်ဖြစ်ဖို့ကြိုးစားနေစေလည်းဖြစ်ပါတယ်။စနိုးကတခြားလူတွေလိုမျိုးငါက broken family ကလာတဲ့ဆိုပြီးဘဝကိုအရွယ်တိုက်တာတွေစိုးသွမ်းတာမျိုးတွေမရှိဘဲသူ့ဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်လို့မိခင်ကိုလည်းနားလည်မှုအပြည့်အဝပေးထားတာလည်းဖြစ်ပါတယ်။စနိုးကတော့သူ့ကိုတယောက်တည်းရှာဖွေကြည့်မွေးခဲ့တဲ့မိခင်ကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်နဲ့အိမ်အောင်ပြုဖို့သူကိုယ်တိုင်တိုက်တွန်းခဲ့တဲ့အထိပါပဲ။ စနိုးရဲ့မိခင်ဖြစ်သူကတော့တမီးအရွယ်ရောက်တဲ့အထိနောက်အိမ်နောက်မပြုတ်ခဲ့ပါဘူး။ချေရတဲ့အမျိုးသားတယောက်ရှိပြီးမယ်။တမီးလေးကိုတွေ့ပြီးလမ်းခွဲဖို့အထိလောက်ခဲ့ဘူးတယ်လို့ဆိုပါရယ်။စနိုးကတော့အမေဖြစ်သူကိုစိတ်ချမ်းသာစေခြင်းလို့သူကိုယ်တိုင်လက်ထပ်ခံခဲ့တာပါ။အမေရဲ့ချစ်သူအမျိုးသားကလည်းအမေဖြစ်သူကိုမျက်နှာအပြတ်မခံသလိုသူ့အပေါ်မှာလည်းဖခင်မြတ်တာပေးနိုင်သူတယောက်ပါ။ပထွေတယောက်ဆိုပြီးမယ်။သူမအပေါ်မှာလည်းအဖေတယောက်လိုချစ်ပေးနိုင်သူတယောက်မို့သူကိုယ်တိုင်လက်ထပ်ဖို့ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါရယ်။ စနိုးကမိစုံဖဆုံမနေခဲ့ရပါမယ်။ကံကောင်းတဲ့လူတစ်ယောက်ပါ။အမေဖြစ်သူအတွက်တအူးရဲသောတမိမှုအခြေခံရသလိုမိသားစုအတွက်လည်းတအူးရဲသောမြေတအူးရဲသောဒူမမရှယ်ချစ်ခံရသူလည်းဖြစ်ပါတယ်။ဒီထက်ပိုဤကံကောင်းတာကတော့အမေရဲ့နောက်အိမ်တော်ကြောင့်လည်းပါပါတယ်။စနိုးကအခုလိုအမှုပညာအလုပ်ကိုလမ်းဖြောင်းဖြောင်းနဲ့လုပ်နိုင်တာအဖေကြောင့်လို့ဆိုပါတယ်။စနိုးကအမေရဲ့နောက်အိမ်တော်ကိုအဖေလိုပဲခေါ်တာဖြစ်ပါတယ်။သူအရွယ်ရောက်မှအမေကနောက်အိမ်တော်ပြုခဲ့တာဖြစ်ပေမဲ့စနိုးကတော့သူ့ပေါ်ကောင်းတဲ့သူကို အဖေဆိုပြီးခေါ်ခဲ့တာလည်းဖြစ်ပါတယ်။စနိုးကတော့သူ့အဖေပေးတဲ့ခိုင်လိုင်းတွေကြောင့်ပဲအမှုပညာလန်ခီကိုဖြောင်းဖြောင်းရှောင်းလန်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စနိုးကအမေဖြစ်သူကိုနောက်ထပ်အိမ်အောင်ပြုခိုင်းခဲ့တာမှန်ကန်တဲ့လို့ရလို့ဆိုရမှာပါ။အမေအတွက်လည်းအမိခိုတစ်ခုရတယ်လို့သူ့အတွက်လည်းအဖေအစားထိုးရလိုက်တယ်လို့ပါပဲ။စနိုးကတော့မိသားစုထဲမှာလည်းအခြေခံရတယ်လို့ပထွေးဖြစ်သူရဲ့မိသားစုကပါသူ့ကိုအရင်ချစ်ပေးကြတာမို့သူ့အတွက်ကတော့ဘာမှလိုအပ်ချက်မရှိတော့ပါဘူးနော်။ ကံမကောင်းလို့မိသားစုတွေပြိုကွဲခဲ့ရပြီမဲ့အခုလိုမျိုးကောင်းတဲ့အရာတွေထပ်ပြီးရောက်လာတာမို့သူအနေနဲ့ပီတိဖြစ်နေမှအသေးချပါပဲအမေနောက်အိမ်အောင်ထူထောင်လို့ပီတိဖြစ်တဲ့အထက်မှာစနိုးကပထမ